ါရှင်တင်းနှိုင်းလိုက်တဲ့တင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့ရေဖြူမြို့နယ်အုံးဖင်ကွင်းရွာမှာဥယျာဉ်ခြံတဲမီလောင်လို့နှစ်ဦးတင်ရရသွားတဲ့တင်းဒိုဝဲအရှိတော်စစ်မြေပြင်မှာစစ်မှုထမ်းတင်နန်းစစ်နှစ်ဦးပဲပြောင်းခုလုံလာတဲ့အကြောင်းတင်းနှိုင်းမြို့နယ်ဘလမုံရွာကိုစစ်ကောင်စီကလျှက်ဆက်တဲ့ဒရုန်းနဲ့ပုံချတဲ့တင်း ပုံပြင်ကော့တောင်းပြည်အောင်စုလမ်းမှာကုန်းကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆဲချောတတအူးသိဆုံးတဲ့အခြေအနေတရချောင်းကဝင်းကဖော်ရွာကိုလီရင်နဲ့ဘုံကျဲရဲ့တည်င်းဆရတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်ရီဖြူမြို့နယ်အောဘင်ကွင်းရောက်မှာဥယင်ချန်တဲမီလောင်လို့အသက်30ကျော်မှနမနှစ်ဦးမီလောင်တန်ရရသွားတဲ့အတွက်ကံပေါက်စေုံမှာကုသမှုခံယူနေရပါတယ်။ မီလောက်ဆရှိရနေ့မနေ့ပိုင်းမှာဥယျင်ချန်တဲမီလောင်ပြီးအုံးဝင်ကွင်းရွာအမှတ်၁ရွက်ကွက်မှာနေတဲ့အသက်30နဲ့40ဝန်းကျင်အရွယ်ရှိတဲ့မောင်နှမနှစ်ဦးမီလောင်တန်ရာတွေရောက်သွားကြတာပါ။တိုယဝက်ကတွေ့ရတဲ့မီလောင်တန်ရာရထားသူနှစ်ဦးရဲ့မှတ်တမ်းတပ်ပုံမှာအမျိုးသားကတကူလုံးနီးပါမီလောင်တန်ရာရထားပြီးအမျိုးသမီးကတော့ဘယ်ဖက်လက်နဲ့မျက်နှာမှာမီလောင်တန်ရာတွေရထားတာကိုတွေ့ရပါတယ်။ လက်ရှိမှာတော့မီလွန်တန်ရာရထားသူနှစ်ဦးစလုံးကံပါတိုက်နယ်ဆေးရုံမှာဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ကုညီဆောင်ရပေးနေသူတွေစီကသိရပါဗျ။တဝယ်မြို့နယ်အရှိတောဒေတာကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်မှပါလာတဲ့စစ်မှုထမ်းတင်တန်းဆေးနှစ်ဦးဟာပြည်သူ့ကောက်ွယ်ရေးတပ်မတော်ဒေါနာတက်ရင်တက်ခွဲခုနှစ်စီလက်နက်နဲ့အတူဗတ်ပြောင်းခုလုံလာခဲ့တယ်လို့မေလ16ရက်နေ့ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းနဲ့တုံးလရင်အင်အားစုတွေအရှိတောတေတောင်းမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့မေလပထမအပတ်မှာလက်လက်နဲ့အတူထွက်ပြေးပြီးဗက်ပြောင်းခုလုံလာတာပါထွက်ပြေးလာသူနှစ်ဦးဟာစစ်မှုထမ်းတင်နန်းအပတ်စဉ်ရှစ်တင်နန်းစဉ်ကံပေါက်ဒေတာအခြေဆိုင်ခလာရ293စစ်ကောင်စီတရင်ကကိုရန်ရှင်းနဲ့မြေအခြေဆိုင်ခမရ131စစ်ကောင်စီတရင်ကကုတူရာဝင်းတို့ဖြစ်ပါတယ် သူတို့နှစ်ဦးဟာတနင်္လာရီတိုင်းဒေသခံတွေမဟုတ်ပဲတဦးကခရီးသွားရေးပဲခူးတိုင်းစစ်ဆေးရေးဂိတ်တစ်ခုမှာဖမ်းဆီးစစ်တောင်းဆူဆောင်းခံရတာဖြစ်ပါတယ်။နောက်တဦးကတော့ထိုင်းနိုင်ငံမှာအဖမ်းခံရပြီးတဲ့နောက်ရနောင်းမျိုးကနေတဆင့်မြန်မာနိုင်ငံပြန်ပို့ခံရခြင်းစစ်တောင်းဆူဆောင်းခံရသူဖြစ်တယ်လို့တက်ခွဲတောင်းဝင်ရှိသူကပြောပါတယ်။ခပ်ပြေးလာသူနှစ်ဦးအနက်တဦးက MA1 တနက်တလက်ကြီးပေါင်းနှစ်ခုနဲ့ကြီးစံအတ100လောက်ယူဆောင်လာတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလကလည်းတနင်္သာရီတိုင်းထဲကတော်လိုင်းရင်အင်အားစုတွေစီစစ်မှုထမ်းတင်နိုင်စဉ်6ဦးအပါအဝင်စစ်ကောင်စီတပ်သား9ဦးဖက်ပြောင်းခုလုံလာပါတယ်။တနင်္သာရီမြို့နယ်ဗလမုတ်ကျေးရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့အနှစ်ရက်ဆက်တိုက်ပုံချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေနဲ့ဒေသတွင်းတော်လိုင်းရင်တပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။ဒီကနေ့မနက်7:00နာရီဝန်းကျင်မှာဂလမော့ရွာလမ်းစုံကိုဘုံချတိုက်ခိုက်ခဲ့တယ်လို့မင်းကြီးကလည်းအဲ့ဒီလမ်းစုံကိုပဲဘုံချတိုက်ခိုက်ခဲ့ပါဗျ။ စစ်ကောင်စီကဒရုန်းတွေနဲ့တချိန်ပုံကျရင်ပုံသီးနှလုံးလုံးကျဲချတိုက်ခိုက်ခဲ့တာပါဒရုန်းနဲ့တိုက်ခိုက်တဲ့ရက်တွေမှာတော်လှန်ရေးတပ်ကပြည်တော်စုလမ်းမပေါ်မှာကားတွေကိုစစ်ဆေးတာတွေရှိခဲ့တယ်လို့ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်ဘလမိုရနာကမော်တော်ရအခြေဆိုင်စစ်ကောင်စီရဲ့အမှတ်306အမြောက်တပ်ရင်ရှိပြီးပြီးခဲ့တဲ့မလဆန်ပိုင်းကစပြီးဘလမိုကြီးရအုပ်စုထဲမှာရှိတဲ့ညောင်ပေကုန်းရအပါအဝင်ကြီးရတချို့မှာစစ်ကောင်စီတပ်ကတက်ဆွဲထားခဲ့ပါတယ် ဗလမော့ရွာလမ်းစုံမှာစစ်ကောင်စီတပ်သားတွေလည်းတက်ဆွဲခဲ့ပူပြီးသူတို့တက်ဆွဲထားချိန်မှာလမ်းသားလမ်းလာတွေကိုမကြောက်ခဏစစ်ဆေးဖမ်းဆီးလိရှိပါတယ်။ပူပင်းကော့တောင်ပြည်တော်စုလမ်းပိုင်းကအေးချမ်းနယ်ကြီးရွာအနီးဒေသအခေါ်ဘူးပင်ကွေနေရာမှာကုန်တင်ကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆယ်ကျော်သက်လူငယ်တအူးသေဆုံးသွားပါတယ်။ မေလ19ရက်နေ့မနက်10:00နာရီဝန်းကျင်မှာရန်ကုန်ဘက်ကနေကော့တောင်းကိုမောင်းလာတဲ့ဆက်နှစ်ဘိတ်တကုန်တင်ကားနဲ့ပုတ်ပြင်းမျိုးဖက်ကိုမောင်းနေလာတဲ့ဆိုင်ကယ်တို့လမ်းကွေးမှာမျက်နှာချင်းဆိုင်တိုက်မိတာလို့ဒေသခံတချို့ကပြောပါဗျ။ရင်တိုက်မှုကြောင့်ဆိုင်ကယ်မောင်းလာတဲ့အသက်16နှစ်အရွယ်မောင်ဆိုးသူဒဏ်ရာအပြင်းထန်ရလို့ဆေးရုံမှာတိတ်ဆုံးသွားပြီးနောက်မှထိုင်လိုက်လာတဲ့သူကတော့ခြေထောက်နှစ်ဘက်စလုံးကျိုးသွားတယ်လို့မိသားစုနဲ့နှိဆက်သူတအူးကဆိုပါတယ် ဆိုင်ကစည်းလောက်သူနှုတ်ဦးဟာပိုပြင်းမြို့နယ်ကုတ်ပမာကျေးရွာအုပ်စုချက်မင်းရွာနယ်ဒေသခံတွေဖြစ်ကြပါဗျ။ရင်တိုင်းမှုကြောင့်ဒေဆုံသွားတဲ့အမျိုးသားနဲ့ဒဏ်ရာရသူကိုစကူမြေတာကျမ်းမာရေးကူညီမှုအတင်းကအစည်းအုံကိုပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။တရချောင်းမြို့နယ်တောင်ပြောက်တိုင်းနယ်မှာရှိတဲ့ဝင်းကဖော်ရွာကိုစစ်ကောင်စီတပ်ကဒီကနေ့နေ့လယ်ပိုင်းမှာလီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတချို့နဲ့တောင်းလီနောင်စစ်ကြောင်းစီကသိရပါဗျ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲဝင်းကဖို့ရွာတဝိုက်ကို KAW ကျဲတိုက်လျင်နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့တောင်းငင်အောင်စစ်ကြောင်းပြောရေးဆိုခွင့်ရှိသူရဲဘော်ကြောက်ခိုင်ကပြောပါတယ်ဒေသခံတချို့ကလည်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကဝင်းကဖော်ရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာလို့ဆိုပါတယ်။ပထမအကြိမ်မှာဘုံနှလုံးကျဲချတိုက်ခိုက်ပြီးနောက်ထပ်9မိနစ်လောက်အကြာပြန်ဝဲပြီးမှဒုတိယအကြိမ်မှာဘုံနှလုံးထပ်ပြီးကျဲချတိုက်ခိုက်ခဲ့တာပါ။ ။ပုံကျဲတိုက်ခိုက်နေတဲ့နှစ်ကြိမ်စလုံးမှာလူတိခိုက်မှုရှိဘူးလို့ရဲဘော်ကြောက်ခဲကပြောပါဗါး။စကန်သိန်းတိုက်ပွဲနဲ့စီရေးလှုပ်ရှားမှုတွေခက်စစ်စိတ်ရှိလာတဲ့အတွက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တာတွေဆက်တိုက်လှုပ်ဆောင်လာတယ်လို့ဆိုပါရတယ်။တိုက်ပွဲဖြစ်တာမရှိပေမဲ့လည်းစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေတဲ့အတွက်ဒေသခံတွေဟာလေကြောင်းရံကိုစွန့်ရင်ကြောင်းလန့်စိတ်နဲ့နေထိုင်နေကြရပါတယ်။ ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒိုဝဲဝက်ရှိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်